အပိုင်း2069ရဲ့အဆောင်မှာတော့လောကဘင်မောင်းကိုမင်းတို့ရဲ့ခေတ်ကကုန်သွားပြီလို့ပြောလိုက်တယ်။အဲဒီနောက်ဘင်မောင်းကိုအပေါ်ကနေရောင်ကြီးတွေနဲ့ပြစ်လိုက်ပြီးဘင်မောင်းကနာကျင်သွားခဲ့ကသူကအပေါက်ထဲကနေထွက်မကျသွားအောင်ဂိုင်ထားနေခဲ့ပါတယ်။ဒါကိုကိကလည်းအပေါ်ကနေပြီးရောင်ကြီးတွေနဲ့ပြစ်ချနေပါတယ်။ဒါပေမဲ့ဘင်မောင်းကပြုံးနေလိုက်ပြီးကိကိုကြိုးစားတော့ကကောင်းပါလေလို့ပြောလိုက်ကပြီးတော့သူမကကိကိုမင်းကငါ့ကိုပြစ်ထုတ်နိုင်လိုက်ပြီလားတွေးနေတာမလားလို့မေးလိုက်ပါတယ်။ဒါကိုမင်းတို့အားလုံးကလည်းလန့်သွားပြီးဘာလို့ပြုတ်ကြမသွားသေးတာလဲလို့ပြောလိုက်တယ်။ ပြီးတော့အားလုံးကဒီတိုက်ခိုက်မှုတွေကအများမထင်ဘူးလားလို့မေးလိုက်တော့သူတို့ကဘင်မောင်မြေခန္ဓာရေးရှိတဲ့ပုံစံကိုအံ့ဩနေတာပါတဖက်မှာလည်းလော်ရဲတပည့်ကဘင်မောင်မြေပုံစံကိုကြည့်ပြီးဘာလို့အလုံးမဖြစ်တာလဲလို့တွေးနေပါရီဒါအပြင်ကင်းတဲ့လော်တို့ကလည်းအရန်ကိုပင်ပန်းနေပြီးသူတို့ရဲ့ခန္ဓာရေးတွေကကန့်သက်ချက်ကိုရောက်နေခဲ့ပါပြီတကယ်လို့ဘင်မောင်မကသာပြန်ထလာခဲ့လို့ရှိရင်သူတို့ရဲ့ခေါင်းဆောင်တွေကထပ်ပြီးမတိုက်နိုင်တော့မှာကိုသူတို့ကစိုးရိမ်နေပါရီအဲ့ဒီချိန်ဘင်မောင်မကတော့ကိကိုကြည့်ပြီးမင်းတို့ကောင်တွေအားလုံးအသက်ရှင်ရရလွတ်မပေးနိုင်ဘူးလို့ပြောလိုက်ပြီးကြိုတင်ရွေးထားကြတော့လို့ပြောလိုက်ပါရီပြီးတော့သူမကအားလုံးကိုမင်းတို့ရဲ့တက်တန်း90ကိုပေးမလား ါမှမဟုတ်အသက်ရှင်လျက်ကျုံအဖြစ်နေမလားလို့မေးလိုက်ပါတယ်။ဒါကိုကြားလို့အားလုံးကလန့်သွားခဲ့ကြပြီးခြောက်ချားနေခဲ့ကြပါတယ်။အဲဒီနောက်မှာတော့သူတို့ရဲ့ဝိညာဉ်တွေကခန္ဓာကိုယ်ကနေစပြီးထွက်လာပါပြီ။ဒါကြောင့်အားလုံးကလန့်သွားခဲ့ပြီးသူတို့ရဲ့ဝိညာဉ်တွေကိုပြန်ယူနေပါတယ်။တယောက်ကတော့မကြောက်ဖို့ပြောလိုက်ပြီးသူတို့ဝိညာဉ်တွေကိုမယူနိုင်ပါဘူးလို့ပြောလိုက်တယ်။အဲဒီအချိန်ကိရဲ့တပည့်ကကိကိုအမြန်ထွက်ပြေးတော့လို့ပြောလိုက်ပါတယ်။အားလုံးကတော့သူတို့ရဲ့အသက်တွေနှုတ်ယူခံရတော့မှဖြစ်လို့အော်ဟစ်နေတာပါ။တယောက်ကတော့သူမသေးသေးနေဘူးလို့အော်ပြောလိုက်ပါတယ်။ အဲ့နောက်ဒါကိုမြင်တော့လောကထလာပြီတပည့်ဖြစ်သူတွေကတော့လောကအဝေးကိုသွားဖို့အတွက်ပြောလိုက်ပါတယ်ဒါပေမဲ့လောကတော့သူ့ရဲ့တပည့်တွေကိုမင်းတို့ကောင်းနေထွက်ပြေးသင့်တယ်လို့ပြောလိုက်ပြီးဘေမောင်းမြေအနာကိုဒိုးသွားပါတယ်ဒါကိုမြင်တော့အားလုံးလည်းလန့်သွားခဲ့ကြပါတယ်ပြီးတော့လောကစောင့်ကြည့်နေခဲ့ကြတာပါတစ်ဖက်မှာလည်းကိကနားညိတယ်လို့ပြောလိုက်ပြီးဘေမောင်းကိုတတ်တန်းကိုပေးရမလားကျုံလုံးရမလားလို့ပြောလိုက်ပါတယ်အဲ့နောက်ကိကဘေမောင်းကိုကြည့်ပြီးတဝက်တင်နေတဲ့အဖွားကြီးရဲ့ခါရာတွေကိုငါကဘလို့ကြောက်ရမှလဲလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဘေမောင်းကလန့်သွားခဲ့တယ်လို့အားလုံးကလည်းကင်းတဲ့လောကိုကြည့်ပြီ သူတို့ရဲ့အသက်တွေကတစ်ဆက္ကန့်တော့မှအယူခံမသွားရဘူးလို့ပြောလိုက်ပြီးသူတို့ကအီဂရစ်ကိုတော့မကြောက်ကြဘူးလားလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့လောကဘေးမောင်းကိုမင်းရဲ့မနစ်မျိုးစရာတန်ကငါရဲ့နားထဲမှာအရင်အော်ဂလီဆန်တယ်လို့ပြောလိုက်ပြီးသူကရီရုံးကိုဖွင့်လိုက်ပါတယ်။ဒါကအရင်ကလောကိုကယ်ပေးခဲ့တဲ့သူကလောထွက်သုံးပေးခဲ့တာပါ။သူကလောကိုချစ်တယ်လို့ပြောခဲ့ပြီးဘာသာမှမကြောက်အောင်လောက်ခါတစ်တာထဲမှာထည့်ပေးထားခဲ့တာပါ။အဲဒီနောက်မှာတော့လောကလည်းဘေးမောင်းကို3ရဲ့ရီရုံးထဲမှာထားပေးလိုက်ပြီးဘေးမောင်းမြေတန်ကိုပိတ်ထားလိုက်ပါတယ်။ ဒါပြင်ကိကလည်းဘင်မောင်ကိုကြည့်ပြီးမင်းကတနာစရာအကောင်းဆုံးပေးလဲအေဂရစ်ပဲလို့ပြောလိုက်ပါတယ်။ပြီးတော့ကိကဘင်မောင်ကိုမင်းကိုကူညီပေးပြစေလို့ပြောလိုက်ပြီးငရဲကိုသွားလိုက်တော့လို့ပြောပါတယ်။အဲ့ချိန်တစ်ဖက်မှာလည်းအားလုံးကဘင်မောင်ရဲ့အတန်ပြောက်သွားတာကြောင့်ပြောသွားပါတယ်။လောကတော့တကယ်မကြားရတော့ဘူးလို့ပြောလိုက်ပြီးဘင်မောင်ကလည်းသူ့ရဲ့အတန်ပြောက်သွားတာကြောင့်အံ့ဩနေပါတယ်။အဲ့နောက်မှာတော့ကိကသူ့ရဲ့ဆောင်းအကိုပို့ထည့်နေပါတယ်။တစ်ဖက်မှာတော့ကောင်မလေးတယောက်ကလောကိုသတိထားဖို့အတွက်ပြောလိုက်တယ်။ဒါကိုကြားတော့လောကနောက်ကိုလည်းပြီးရန်သူကိုဓာတ်နဲ့ခုတ်ချပြစ်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်းဘင်မောင်ကကိရဲ့လက်ချက်နဲ့ပဲအောက်ကိုပြုတ်ကျသွားပါပြီ။ ဒါကြောင့်မလို့ဘေမောင်ကပရိုမီသီးယပ်စ်ကိုခေါ်လိုက်ပြီးဘာရီလုံးနေရလဲငါ့ကိုလာခဲ့ပြီလို့ပြောလိုက်ပါရီဒါပေမဲ့သူ့ရဲ့အတန်ကထွက်မလာတာကြောင့်ဘေမောင်ကဒုက္ခရောက်နေခဲ့ပါရီတဖက်မှာလည်းရာမာတူကမီလုံးကြီးကိုရိုက်ထုတ်နေချိန်ဘေမောင်ကလည်းအောက်ကိုပြုတ်ကျလာပါရီဒါကိုမြင်တော့ရာမာတူကလည်းဘာကြီးလဲဆိုပြီးတော့စောင့်ကြည့်နေခဲ့ပါရီအဲဒီမှာမှသူမကဘေမောင်ကိုမြင်ကလန့်သွားပြီးငါဘာလို့သူ့ရဲ့အတန်ကိုမကြားရတာလဲလို့ပြောလိုက်ပါရီအဲဒီချိန်ဘေမောင်ကလည်းသူဘာကိုပဲထိထိဘာအတန်မှမကြားရတာကြောင့်လောသူကိုဘာလို့လိုက်တာလဲလို့မေးပါရီ အိမ်နောက်ဘင်မောင်ကဘုံနှလုံးကိုကောက်ယူလိုက်တာကြောင့်ရာမာဒူကလန့်သွားပြီးသူမောင်ကကြောက်ခဲတစ်ခုကိုယူကာရေခဲတွေနဲ့ဖုံးအောင်လိုက်ပြီးဘုံနှံကိုကာကွယ်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီပေါက်ကွဲမှုကြောင့်ပဲမီလုံးကြီးကလည်းမီလုံးသေးသေးလေးဖြစ်ကိုပြောင်းလဲသွားပါတယ်။အိမ်နောက်မှာတော့ဘင်မောင်ကအောက်ကိုလွင့်ကျသွားပါပြီ။တစ်ဖက်မှာလည်းမုံမူကရုတ်တရက်ပေါ်လာတဲ့အပေါက်ကြီးကြောင့်အံ့ဩနေချိန်အပေါက်ကနေထွက်ကြလာတဲ့ဘင်မောင်ကြောင့်မျက်လုံးပြူနေခဲ့ပါတယ်။အိမ်နောက်မုံမူကနောက်ဆုံးတော့ တယောက်ယောက်ကဘင်မောင်းမှုကိုဖြုတ်ချလိုက်ပြီလို့ပြောလိုက်ပါတယ်ပြီးတော့သူကဒိန်နီကိုဆွဲလိုက်ကသူလဲထားကိုပြီးအောင်လုပ်ရမယ်လို့ပြောလိုက်ပြီးအိုနီကာရှီမာကိုအောက်ကိုမကြစေရဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်ဘင်မောင်းမှုကတော့ဗဇက်ထဲကငွေတထောင်ထောင်ထွက်ကအောက်ကိုပြုတ်ချနေပြီးသူကပင်လယ်ဓားပြင်ဖြစ်ဖို့နီးစပ်လာနေပြီပဲဟာလို့ပြောလိုက်ပါတယ်ပြီးတော့ဘင်မောင်းမှုကဒီလိုအချိန်ကြီးရောက်မှတော့ကစ်တို့လိုကလေးတွေကြောင့်သူမကအခုလိုဖြစ်သွားရတာကိုမယုံနိုင်ဖြစ်နေပါတယ်နောက်ပြီးဘင်မောင်းမှုကရောဂျာကိုမင်းပါလို့အဲ့ဒီလိုပြောခဲ့တာလေလို့မင်းနေခဲ့ပါတယ် အဲ့တုန်းကရိုဂျာကရေတက်ရဖန်စီချင်းကိုခံလိုက်ရပြီးသူကအသက်ခံရမယ့်နေမှာအားလုံးကိုသူ့ကိုလာကြည့်ခိုင်းပါတယ်ရိုဂျာကသူ့ကိုကွက်မျက်မှတ်စင်ပေါ်ကိုတက်ခါထိုင်နေစေတယောက်ကရိုဂျာကိုမင်းရဲ့ရွှေတွေကိုဘယ်မှာထားခဲ့လဲလို့မေးလိုက်ပြီးဝမ်ဖီးစ်ကိုရှာတွေ့ခဲ့ပြီးမှလာလို့မေးလိုက်ပါတယ်ဒါကိုကြားလို့ရိုဂျာကသဘောကျစွာရှိမောလိုက်ပြီးအားလုံးကိုသူ့ရဲ့ယန္တနာတွေကိုလိုချင်ရင်ရှာဖို့အတွက်ပြောလိုက်ပါတယ်သူကကဘာကြီးအတွက်အားလုံးကိုထားခဲ့တာလို့ပြောလိုက်ပြီးယန္တနာတွေကိုလိုချင်ရင်လိုက်ရှာလို့ပဲပြောပါတယ်ရိုဂျာရဲ့စကားကြောင့်တကဘာလုံးကလူတွေကပင်လယ်ထဲကိုထွက်ပြီးယန္တနာတွေကိုရှာဖွေခဲ့ကြတာပါ တဖက်မှာလည်းရဲတပ်ကြီးတစ်ခုလုံးကပြိုကျလာနေပြီး Robin တို့ကလည်းထွက်ပြေးနေကြပါသည်။အဲဒီအချိန်ပင်မောင်ကတော့သူမအနေနဲ့စိတ်ရှုပ်ရှားကောင်းတဲ့ကလေးတွေကိုခိုင်းတယ်ဖြေရှင်းဖို့လိုအပ်နေသေးတယ်လို့ပြောလိုက်တယ်။တဖက်မှာလည်း Fugro Guji က Raizo ကို main ယူနေပြီလားလို့ပြောလိုက်ပြီး Juice ကိုသုံးတာကိုရက်လိုက်ဖို့အတွက်ပြောပါသေးတယ်။ဒါပေမဲ့ Raizo ကတော့သူ့ရဲ့စကားကိုနားမထောင်ခဲ့ပါဘူး။ခဏကြာမှတော့ Fugro Guji ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကမီးလောင်လာခဲ့ပြီး Fugro Guji လည်းစက်မတိုက်ခိုင်နိုင်တော့ပါဘူး။သူကလဲကျနေခဲ့ပြီးရေလိုချင်တယ်လို့អော်ဟစ်နေပြီးခဏကြာမှတော့ငြိမ်သက်သွားပါသေးတယ်။ တဖက်မှာလေ Orion ကသူမရဲ့ဒုတိယကိုတီးခတ်နေပါတယ်။အဲဒီချိန် Orochi ကတော့တိမ့်တိမ့်တုံနေတဲ့အဆောက်အဦးကြီးကြောင့်လန့်နေပြီးဘာတွေဖြစ်နေရလဲဆိုပြီးအပြင်ကတရားရောက်ရှိနေရလားလို့မေးလိုက်ပါတယ်။ဒါပေမဲ့ဘသူကမှသူ့ကိုပြန်မဖြေလို့ Orochi ကဒေါသထွက်နေပါပြီ။အဲဒီချိန်ပင်မမကတော့အောက်ကိုပြုတ်ကျနေပြီးသူမက Roger ကိုငါတို့မသိခင်မင်းပြောပြတင်တယ်လို့ပြောလိုက်ပါတယ်။အဲ့တော့ကတော့ One Piece ကတကယ်ရှိလားဆိုတာကိုပေါ့။အဲဒီနောက်ပင်မမက One Piece ဆိုတာကဘာလဲ။ဘယ်နေရာမှာရှိနေရလဲဆိုတာကိုသိချင်နေပြီးအဲ့ဒါကိုဒီနေရာမှာလဲရှာလို့ရတယ်မလားလို့သူကပြောနေပါတယ်။ ိနောက်ပင်မောင်ကအဝေးကနေမြင်နေရတဲ့ပန်းမြူတော်ကိုကြည့်လိုက်တယ်။ပြီးတော့သူကအားလုံးကိုပျော်ရွှင်စွာကခုန်ရာကိုပါကြည့်နေခဲ့ပြီးသူမရဲ့ငယ်ဘဝကိုပြန်သတိရနေပါတယ်။ဒါပြင်ပင်မောင်ကသူ့ရဲ့အမေကိုဆုံးရှုံးခဲ့ရတော့ငွေကြွေးခဲ့တာတွေကိုလည်းသတိရနေပြီးပြီးတော့သူမကဝါနိုရီသားကိုလိုက်လာခဲ့ကဘဲနီလေးစွပြုတ်ကိုတောက်ခဲ့ပြီးကိုက်တိုနဲ့လည်းတိုက်ခိုက်ခဲ့ပါသေးတယ်။အဲဒီနောက်မှာတော့ကိုက်တိုနဲ့ငញ្ញမ်းရေးယူလိုက်ပြီးတော့အရက်တူတူတောက်ခဲ့တာတွေကိုလုပ်ပါရီ ပြီးတော့ဗေမောင်ကဂိုက်တိုနဲ့အတူလူဖီရိုကိုယင်ဆိုင်ခဲ့ပြီးကိကသူမကိုလေးဘောကိုမြောက်ထားလိုက်ကလောကတော့ကြောက်တုံးနဲ့အောက်ကိုပြစ်ပေါက်လိုက်ပြီးအောက်ကိုပြုတ်ကျစီတာကိုလည်းသတိရနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ဗေမောင်ကတွင်းထဲကိုပြုတ်ကျသွားပြီးသူမကိုဒုက္ခရောက်စေတဲ့ကိနဲ့လောကိုလည်းအယံတော်သားထွက်နေခဲ့ပါတယ်။သူမကနောက်တော့စိတ်ရှုပ်ရှားတွေကိုမတွေးဖို့ဆုံးဖြတ်လိုက်ပြီးအောက်ကမိတွေကိုကြည့်ကဒါကသူမကိုတတ်ဖို့အတွက်လုံလောက်တယ်ဆိုတာကိုသိနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ဗေမောင်ကမိတွေကိုထိုးကျသွားခဲ့ပြီးကြီးမားတဲ့ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာပါတယ်။ အဲဒီနောက်မှာတော့ဗီမောင်းနဲ့ကီတိုအဖွဲ့ရဲ့တိုက်ခိုက်မှုမှာတော့အနိုင်ရသွားတဲ့သူတွေကကင်းနဲ့လောလောပဲဖြစ်ပါတယ်။တပည့်ဖြစ်သူတွေကတော့အရန်ကိုပြောနေပြီးဒါကသတင်းကြီးပဲလို့ပြောလိုက်ကကြီးမားတဲ့အောင်မြင်မှုပဲလို့ပြောလိုက်ကအရန်မီပျော်ရွှင်နေပါတယ်။အဲဒီအချိန်လောနဲ့ကီတိုကတော့မောပန်းနေပြီးနှစ်ယောက်လုံးလဲဖလက်ပြနေပါပြီ။တဖက်မှာလဲမူမူကမြို့တော်ဘော်ကိုကျုံးကပြုတ်ကြမသွားရေးအတွက်အားကုန်ကြိုးစားနေပါတယ်။သူကရှိသမျှအားတွေအကုန်လုံးကိုညှစ်ထုတ်ကကြိုးစားနေကြတာပါ။အဲ့ဒီချိန်မူမူကနာကျင်မှုကိုထပ်ပြီးခန်းစားလိုက်ရတာကြောင့်သူကအံ့ဩနေပြီးတော့သူ့ကိုဘယ်သူကခေါ်လာလဲလို့မေးလိုက်ပါရီ ဲ့ဒီအချိန်ဇူနီရှာကရောက်လာနေခဲ့ပြီးမိုမိုကိုခေါ်နေတာကလည်းဇူနီရှာဖြစ်နေခဲ့ပါတယ်။ဒါကိုမိုမိုကလည်းသဘောပေါက်သွားခဲ့ပြီးသူကအရန်ကိုအံ့ဩနေပါတယ်။ဒါ့အပြင်မိုမိုကသူဟာဆင်းနှကောင်းတဲ့စကားပြောနေတယ်ဆိုတာကိုလည်းမယုံနိုင်ဖြစ်နေပါတယ်။အဲ့ဒီအချိန်ရောင်မာတို့ကတော့ရေခဲပြင်အတီးဖြစ်နေတဲ့လက်နက်တိုက်ကိုကြည့်ကကျင်းနေခဲ့ပြီးသူမကဒါကလှုပ်စရာကုန်မယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ရောင်မာတို့ကဂျန်နာကိုလူဖီကိုမင်းကိုအထားလိုက်ပြီးလို့ပြောကကျင်းနေခဲ့တာပါ။အဲ့ဒီနောက်မှာတော့ရောင်မာတို့ကအပြင်ဘက်ကမိုမိုကိုမြင်သွားပြီးတော့မိုမိုကိုလည်းတော်တယ်ဆက်လှုပ်ထားလို့ပြောလိုက်ပါတယ်။ ဒါကိုကြတော့မူမူကလည်းရာမာတို့ကိုမြင်သွားခဲ့ပြီးဒါကမြေရောက်ခန်းလာလို့မိပါရီဒါပြင်မူမူကဘုံနီကိုလည်းမြင်သွားခဲ့ကဒါကဘုံနီပဲလို့ပြောလိုက်တော့ရာမာတို့ကတလုံးမဲပေါက်ပြီးအလုံးအစင်ပြေတယ်လို့ပြောလိုက်ပါရီအဲ့နောက်မှာတော့မိုမိုကယာမာတူကိုဇူနီရှာကနီးကပ်လာနေပြီလို့ပြောလိုက်ပြီးယာမာတူကအိုရန်နဲ့တွေ့ခဲ့တဲ့ဆင်လာလို့မိလိုက်ပါတယ်။ဒါကြောင့်မိုမိုကဟုတ်တယ်လို့ပြောလိုက်ပြီးဇူကလူငယ်တဲ့နှစ်ပေါင်း100ကပြည့်မှုကျူးလွန်ခဲ့တဲ့ဂျွိုင်းပွားရဲ့အဖော်ပဲလို့ပြောလိုက်ပြီးဇလန်လီကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါတယ်။ ်အပိုင်း268အဆောက်မှာတော့ဇူနီရှာကသူ့အနေနဲ့ဒီနေရာမှာမင်းနဲ့ဒူရူတိုက်ပွဲဝင်မှုတွေရောက်လာတာဆိုပြီးမိုမိုနိုစုကဲကိုလမ်းပြောပါရီတကယ်လို့အကူအညီလိုအပ်တယ်ဆိုရင်တစ်ချက်လို့အမိန်ပေးဖို့နဲ့အမိန်ပေးလိုက်တာနဲ့ချက်ချင်းသူ့ဘက်ကနေပြီးဝင်ရောက်တိုက်ခိုက်ကူညီပေးမှာဖြစ်တဲ့အကြောင်းပြောပါရီတဖက်မှာလည်းမိုမိုနိုစုကဲကသူနဲ့ဇူနီရှာစကားပြောနေတဲ့အကြောင်းအရာကိုရာမာဒူကိုယင်ဖွင့်နေပါရီရာမာဒူကမိုမိုနိုစုကဲကိုအခုလိုမျိုးထူးဆန်းတဲ့တတ်တော်ကြီးနဲ့စကားပြောနိုင်တဲ့မင်းကတော်တော်လေးကိုအံ့ဩဖို့ကောင်းတာပဲဆိုပြီးချီးကျူးနေပါရီနောက်ပြီးဒီယာရီအလုံးကအိုရန်ခံမှန်းထားတဲ့အတိုင်းအကုန်လုံးကွက်တီကျနေရပဲလို့ဆိုတော့ ရာမာတို့တယောက်ချိန်နဲ့နေခဲ့တာပါဒီလိုနဲ့သူကမမိုနိုဆုကဲကိုမင်းတယောက်ထဲကသာကဘာကြီးကိုအာယုံသစ်စီကိုပို့ဆောင်ပေးနိုင်မဲ့သူပဲလို့ပြောတော့မမိုနိုဆုကဲကသူလည်းတရားမသိဘူးလို့ဆိုပါတယ်အကြောင်းကတော့သူ့အနေနဲ့ဘယ်ကနေဘလို့စပြီးအရေးကြီးဆုံးပိုင်းတွေကိုဂိုင်းတွယ်ရင်းဝါနူဒီတာလူမျိုးရေးစီစဉ်ကိုအဆုံးသတ်ရမှန်းမသိလို့ပါသူအနေနဲ့ဘလို့ပဲဖြစ်ဖြစ်ဖေဖြစ်သူရဲ့ခီးသွွားစာအုပ်ကိုဖတ်ပေးလိုက်တဲ့အချိန်မှာတော့အသက်ရှင်ရမယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုကိုကောင်းကောင်းကြီးနားလည်သွားခဲ့တယ်လို့ဆိုပါရည်။ဒါပေမဲ့ဖေဖြစ်သူအိုရန်ကအရေးကြီးတဲ့အပိုင်းဖြစ်တဲ့စာမျက်နှာကိုသူကိုယ်တိုင်ဆုပ်ဖြဲဖြစ်တယ်ဆိုတာကိုတော့နားမလည်နိုင်ဘူးလို့ဆိုပါရည်။ နောက်ပြီးအဲ့ဒီစာမျက်နှာမှာရော်ဂျာနဲ့သူ့အဖေနောက်ဆုံးတွေ့ခဲ့တဲ့ Love Day ကျမောကလူရီအားလုံးကိုရေမောစေနိုင်တဲ့အရာကဘာမှမသိဘူးဆိုပြီးဒေါသထွက်နေတာပါတကယ်လို့အဖေဖြစ်သူအနေနဲ့အဲ့ဒီစာမျက်နှာကိုတော့မဆုပ်ဖြဲခဲ့ဘူးဆိုရင်သူကိုယ်တိုင်လည်းအခုချိန်မှာမလုပ်ရမယ်ဆိုတာကိုတွေးဝေနေကြမလို့ဘူးလို့ဆိုပါရီအဖေသာအခုနေဒီနေရာမှာရှိနေရဲ့အရင်ကလိုဝါနိုဒီသားရဲ့နေနမိတ်ကိုဖွင့်လို့ပြောမှလားဆိုပြီးမိကိုမောင်များစွာနဲ့ခေါင်းတစ်ခုလုံးအတွေးတွေနဲ့ခြားလက်ပတ်ရန်နေခဲ့တာပါနေနမိတ်တွေကိုဖွင့်လိုက်တော့ကအတိုင်းမီတွင်မှရှိတဲ့သူတွေကိုအန်နီရဲ့ကြားရောက်လာစေမယ်ဆိုရင်တော့သူသဘောတိုင်းသာဆိုရင်လုံးဝကိုဖွင့်ပြမှာမဟုတ်ဘူးလို့ဆိုပါတယ် စကားဆုံးမှာဆိုရင်တော့မမိုနိုဆူကဲတယောက်သူ့ကိုသူလူယုံမတယောက်ဖြစ်နေပြီလားဆိုတာယာမာတိုကိုလမ်းမိလိုက်ပါတယ်။အဲ့ဒီအချိန်တစ်ဖက်မှာလည်းကပ်ပိုက်ပါကသူတို့အနေနဲ့လက်စားချေပြတာတော့မှတိုက်ပွဲကမပြီးသေးဘူးဆိုပြီးကဲရော့ကိုလမ်းပြောပါတယ်။ဒါကိုကြားတော့ကဲရော့ကချက်ချင်းပဲဘလို့ပဲဖြစ်ဖြစ်အားလုံးသတိနဲ့နေရင်အကောင်းဆုံးပဲပေါ့လို့ပြန်ပြောတယ်။ဘိုင်ဘာကတော့ဒီဂျွန်းကြီးကအချိန်မရွေးပြတ်စီးသွားနေတာကြောင့်ငါတို့အားလုံးထွက်ပေါက်တစ်ခုခုတော့ရှာထားရမယ်ဆိုပြီးသူ့ရဲ့လူတွေကိုအသိပေးနေခဲ့ပါတယ်။တဖက်မှာလေဖရန်ကီကအောက်ဘက်ကိုပြောကြကန်နေဖြစ်နေတဲ့ဇိုရိုကိုတန်ကျိုးရင်းနဲ့လမ်းဆွဲထားခဲ့ပြီးမင်းမသိသေးဘူးမလားဆိုပြီးလမ်းမေးနေခဲ့တာပါ ။ဒါပေမဲ့ဇိုရိုတယောက်ဘာတစ်ခုမှပြန်မဖြေတာကြောင့်ဖရန်ကီလည်းစိတ်ပူလို့သွားခဲ့ပြီးနောက်တစ်ခါမှတော့ ਉਸ ုပ်တယောက်ဂင်းရမုန်နဲ့အိုကီကူကိုတင်ကောင်ဟမ်လက်တို့အပေါ်ကနေလိုက်ပါစီလင်းလာပါတယ်။သူကပြိုကျခံနေပြီဖြစ်တဲ့ရဲတိုက်ကြီးကိုကြည့်ရင်ထွက်ပေါက်ကဘေးမလေးဆိုပြီးဟမ်လက်ကိုလမ်းမေးလိုက်ပါတယ်။ဟမ်လက်ကတော့ထွက်ပြေးလို့မရောက်ဖို့အတွက်သူ့ကိုအားကိုးလိုက်ပါဆိုပြီးတခင်ဆိုပြီးပြန်ပြောတာကြောင့် ਉਸ ုပ်လည်းစိတ်သက်သာရာရသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့ Okiku ရဲ့အတွေ့အထိမှာတော့အင်ဆူရဲ့ပုံရိပ်တွေကိုပြန်လည်မြင်အောင်နေရင်သူမကနာကျင်စွာနဲ့ကိုကျွေးနေပါလေ နောက်တစ်ခါမှာတော့ CP0 ဖွဲ့ဝင်တွေကအေဆိုကိုသူတို့ကိုအနိုင်ယူဖို့စဉ်းစားမနေပဲလက်နက်ချပြီးအញ្ញန့်ခံမှုအတွက်ဖိအားပေးနေခဲ့ပါတယ်။ဒါကိုလက်မခံချင်တဲ့အေဆိုကတော့ချက်ချင်းမဲ့သူရဲ့တနက်တွေနဲ့တစ်ဖက်ကိုတစ်ဖက်ပြစ်ခတ်လိုက်ပြီးတိုက်ပွဲကိုစတင်လိုက်ပါတယ်။တစ်ချက်မှာတော့အေဆိုတယောက်ရန်သူရဲ့ finger pistol တိုက်ကွက်ကိုပြင်းထန်စွာခံစားလိုက်ရပြီးတစ်ဆက်တည်းမှာပဲသူကမဟာကိုတနက်နဲ့ပြစ်ချပြစ်လိုက်ပါတယ်။ဒါကိုမြင်တော့ခေါင်းဆောင်ဖြစ်သူကလည်းမုတ်စိတ်ဖြူတများအဖွဲကအတွင်းညံကောင်တွေကဘလောက်ထိဒုက္ခပေးနေအောင်မလဲဆိုတာပေါက်ကွဲနေတာပါ။အဲဒီချိန်ရုတ်တရက်တစ်ဖက်ကနေဆက်သွဲလာတာကြောင့်သူကဖုံးကိုကောက်ကန်လိုက်ပါတယ်။ အဲ့နောက်မှာတော့တဖက်ကသူတွေက Five Elders DC ကအမိန်တစ်ခုထုတ်ပြန်ထားတယ်လို့ဆိုပါတယ်။အဲ့တော့ကတော့ Onigashima ရှိမကျွန်းစုအပေါ်တိုက်ပွဲပေါ်ဆောင်နေတဲ့ကောင်ရိုးထုတ်ရမြလူဖီကိုအတိအသက်ပြစ်လိုက်တော့ဆိုတဲ့အမိန်မှာဒါကြောင့်သူလည်းအတော်လေးကိုအံ့ဩသွားခဲ့ရတာပြောစရာစကားတွေပျောက်ဆုံးသွားပါတယ်။နောက်တစ်ခါမှာတော့ Otama ကကုမာချီယိုနဲ့ Hihimaru တို့ကိုချီချူးစကားပြောဆိုနေပြီး Nami ကတော့ Usopp တယောက်အဆင်ပြေပါမလားဆိုပြီးစိတ်ပူနေတာပါ။အဲ့ဒီအချိန်နောက်ဖက်ကနေ Marco ကရောက်ရှိလာခဲ့ပြီးဒါကိုမြင်တော့ Nami တယောက်ရန်ကိုဝမ်းသာသွားခဲ့ပါတယ်။ မာကိုကနာမီကိုအခုလိုမျိုးအသက်ရှင်လျက်ပြန်လည်ဆုံတွေ့ခွင့်ရခဲ့တဲ့အတွက်သူ့အနေနဲ့အရန်ကိုဝမ်းသာမိတယ်လို့လည်းဆိုပါရီအိမ်နောက်မှာတော့မာကိုကသူ့အနေနဲ့လူတွေအများကြီးကိုကဲတင်ပြီးဖြစ်တာကြောင့်အတော်လေးကိုပင်ပန်းနေပြီးမို့ဒီနေရာမှာအနားယူဖို့လိုအပ်တယ်လို့ဆိုလိုက်ကနာမီကိုခွင့်တောင်းနေပါရီအဲ့ဒီအချိန်ရုတ်တရက်အပြင်ဘက်ကနေအော်ဒန်တွေကိုကြားလိုက်ရပါရီအဲ့ဒါကတော့ဘင်မောင်ကိုအနိုင်ရရှိသွားတယ်လော်နဲ့ကီတိုကသူတို့ရဲ့ဖွဲ့သားတွေကဝိုင်းပြီးဂုံပြူနေကြတဲ့အတမှာဒါကိုကြားတော့နာမီကဒီတစ်ခါဘင်မောင်တယောက်ပြန်မလာနိုင်တော့ဘူးဆိုပြီးဒီတိုပြောဆိုနေခဲ့ချိန်ဇူးစ်ကတော့ခြေကွဲနေပါရီ နာမီကဂျေကွဲနီရဲ့ဇူးစီရဲ့မျက်နှာကို climate pattern နဲ့ထောက်ထားလိုက်ပြီးမတိချင်းအာမချောင်းလေးလို့ဆိုတာသူနဲ့ပင်မောင်းဘသူကပိုအရေးကြီးလဲလို့မိလိုက်ပါရီတဆက်ထဲမှာပဲအခန်းတစ်ခုလုံးကငလျင်လို့တလို့တုံဟီးသွားလာပြီးမာဂိုတယောက်ကတော့အရာအလုံးကခဏတာပြက်စီးသွားနိုင်တဲ့အတွက်သတိထားပြီးနေဖို့အတွက်လိုအပ်နေပြီဖြစ်ကြောင်းရှင်းပြလိုက်ပါရီအဲ့ဒီချိန်တစ်ဖက်မှာလည်းဒရိတ်တယောက်အပြက်စီးတွေကြာကနေပြန်ထလာခဲ့ပြီးသူကဘာမှမလုပ်လိုက်ရပဲမတိချင်းဘူးဆိုတာတဖက်က CP0 ဖွဲ့ဝင်ကိုလမ်းကြည့်နေပါရီနောက်တစ်ခါမှာတော့လေကြောင်ရဲ့ Orient တယောက်ရုတ်တရက်ကြီးစောင်းထားဒီနေရာကြောင်း Orochi တယောက်ပောက်ကွယ်နေပါရီ နောက်ပြီးအခုလိုအခြေအနေမျိုးမှာတော့မှမင်းကဘာလို့မျက်နှာဖုံးတက်ထားတာလဲဆိုပြီးပြဿနာရှာနေပါတယ်။အဲဒီနောက်မှာတော့အိုရိုချီကအိုရီယာရဲ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့မကောင်းဆိုးအားကိုလမ်းမြင်လိုက်ရပြီးသူကကြောက်လန့်ကနောက်ကိုဆုတ်သွားပါတယ်။ဒါပေမဲ့ကံဆိုးစွာနေပြီးခေါင်းမိုးထက်ကကြောက်ဒုန်းကြီးကပြုတ်ကျလာခဲ့ပြီးသူ့အပေါ်ကိုပြိလာပါတယ်။ဒီလိုနဲ့တရီလေးနေတဲ့အိုရိုချီနောက်ကိုအိုရီယန်ကရောက်ရှိလာခဲ့ကသူမရဲ့ဇလုံးနဲ့ဆောင်းထိုးချပလိုက်ပါရီနောက်တစ်ခမ်းမှာတော့ဂိုင်ဒိုရီယာကိုဗင်မာမှုကိုရှုံးနေသွားတဲ့ဆိုတဲ့တဲ့ရင်ကိုကြားလိုက်ရတဲ့အတွက်အသေးလေးပေါက်ကွဲနေပါရီ ်ကေကောက်တော့ဒရုန်းအနေနဲ့ထပ်မံရောက်ရှိလာမယ်ဂိုက်ဒိုအတွက်ကြိုတင်ပြင်ဆင်ထားသင့်ပြီလားဆိုပြီးလောကိုလမ်းမနေတာပါအဲ့ဒီအချိန်မှာဂိုက်ဒိုရဲ့တွေးထဲမှာတော့ဘေမောင်းနဲ့စတင်တွေ့ရှိခဲ့တဲ့တုန်းကအချိန်ကိုပြန်လည်မြင်အောင်နေခဲ့ပြီးကလေးဘွားတွေကသူ့ကိုစောင်းရှောက်ပေးလာတဲ့အဖွားတယောက်ကိုဆုံးရှုံးခဲ့လိုက်ရတယ်လို့မျိုးခန်းစားနေရပါတယ်။နောက်ပြီး One Piece ကိုအတူတူသွားယူမယ်ဆိုတဲ့အိမ်မက်တွေလည်းအကုန်လုံးပြက်စီးသွားပြီဆိုတော့ကလေးတယောက်လိုအော်ဟင်းရင်ကိုကြွေးပလိုက်ပါတော့တယ်။ဒါကိုမြင်တော့ Luffy က Kaido ရဲ့စိတ်အခြေအနေကခံမှန်းလို့မရတဲ့အဆင့်ကိုရောက်ရှိသွားခဲ့ပြီမှရိတ်စားမိပါတယ်။ ဒါကြောင့်သူကချက်ချင်းပဲ Gear Force နိုင်မန်းကိုစတင်တက်သွင်းလိုက်ပြီး Gaido ရဲ့မျက်နှာကိုတစ်ချက်ပိတ်ထိုးလိုက်ပါတယ်။ Gaido ကသူ့အနေနဲ့အခုချိန်မှာအရန်ကိုဝမ်းနေနေရကြောင်းလာမရှုပ်ဖို့အတွက်သတိပေးနေပေမဲ့ Luffy ကတော့လုံးဝဂရုမစိုက်ခဲ့ပါဘူး။ Orochi က Orion ကိုသူ့ကိုကြောက်တုံးနေကြကနေဆွဲထုတ်ပေးဖို့အတွက်တောင်းဆိုပါတယ်။ဒါပေမဲ့ Orion ကတော့ဂယုံဆိုင်တယ်လို့ပုံစံနဲ့ပင်လယ်ကျောက်တုံးလက်နက်တွေကိုအသုံးပြုပြီးနင်းရမကောင်းစွာပုံစံကိုပြန်ပြောင်းလို့မရအောင်အချိန်ဆွဲထားရုံတတ်တတ်ပဲဆိုပြီးပြန်ပြောပါရီ။အဲဒီနောက်မှာတော့သူမက လာမင်းသမီးတို့အမိရတဲ့တချင်းတစ်ပုတ်ကိုစတင်တီးခတ်လိုက်ပြီးဖေဖြစ်သူအိုရန်ရဲ့အတိတ်ကအကြောင်းလေးကိုပြန်လည်မြင်အောင်လာပါတယ်။သူမအနေနဲ့ဒီတချင်းကိုတီးခတ်လိုက်တိုင်းအဖေဖြစ်သူအိုရန်တယောက်အနောက်မှာရှိနေတယ်လို့ခန်းစားရကြောင်းပြောပြလိုက်ပြီးအိုရိုချီကလည်းမျက်လုံးမျက်စံတွေပါပြူးသွားရပါတယ်။အဲဒီအချိန်တစ်ဖက်မှာလည်းလူဖီကစနိတ်မန်လက်တီးချက်တွေနဲ့ကိုင်ဒိုကိုဆက်မပြတ်ထိုးနှက်နေခဲ့ရင်မင်းလိုကောင်မျိုးကိုနိုင်ယူပြီးအေဂရီတစ်ပါးဖြစ်လာရမယ်လို့ဂျိန်းဝါနေခဲ့ကဇလန်နီကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါတယ်။